โอเค guys ဆိုတော့အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော် Abel 16ရက်နေ့ဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာတွေ့ရတဲ့အတိုင်းပဲကျွန်တော်တို့ Gravity Wave Vlog ဖို့ကျွန်တော်တို့ update ကြီးရောက်ရှိလာပါပြီ guys ဆိုတော့ကျွန်တော်တို့ဒီ update မှာကျွန်တော် fruit 3လုံးလုံးရှိတယ်3လုံးလုံးတော့ကြည့်မယ်ပြီးတော့ကျွန်တော်တို့ Gravity အသီးကိုဒီနေ့ဗီဒီယိုမှာစားပြမှာဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစလိုက်အောင်ခင်ဗျ Let's go cool. ဒီမှာဆိုရင်ဗျာကျွန်တော်တို့ကြည့်ရတဲ့လောက်ကတော့ gravity vlog ဖြစ်ဆိုပြီးတော့ vlog ဝင်တဲ့ပုံစံတွေပြောင်းရတယ်တော်တော်လေးကိုမိုက်တယ်ပြီးတော့နောက်မှာ barrier fruit ပုံစံတွေပဲပါတယ်ဆိုတော့စောင့်ရမ်းမိုက်ပါတယ်ကဲဆိုတော့ကျွန်တော် gain နဲ့ဟာငါဘာလို့ CEO အောင်ရောက်လာလဲ what the ကျွန်တော် CEO အောင်ရောက်လာတယ်ကဲဆိုတော့အာ C1 နဲ့ C2 တွေကျွန်တော်နားမလဲတော့ဘူးဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့အာအခုလောလောဆယ် update လာထားတဲ့ fruit ကျွန်တော်မှာရှိရယ်ဗျာအဲ့တော့အဲ့ fruit ကိုကျွန်တော်တို့တွေကြည့်ကြမယ်ကဲကဲကဲ ။ဘာမှလဲငါတို့ရဲ့ gravity ။ရဲဒီမှာ gravity ။အိုး gravity ရဲ့ပုံစံလေးတော်တော်လှသွားပြီကွာ။နေနေနေဆိုတော့ငါတို့ဒီချာကြည့်မယ်။ gravity ကဒီမှာကွာ။ astro ကြည့်မယ်။ Oh my god ။ gravity ဖြူကလောကပြောင်းလဲသွားရယ်နော်။ကဲကဲဆိုတော့ကျွန်တော်ပြန်စတိုးထားလိုက်ပါမယ်နောက်တဲ့ fruit နှလုံးရှိသေးတယ်အဲ့တော့နောက်တဲ့ fruit နှလုံးကိုကျွန်တော်တို့တွေ့ကြည့်ကြပါမယ်ကဲဆိုတော့ဟာ creation fruit ရဲ့ဒီမှာကြည့်လေဟုတ်ဆောင်ရမ်းလာပါပြီဒီမှာကြည့်အောင် creation fruit ဆိုပြီးတော့ fruit လေးကတော်တော်လေးကိုလှပါတယ်ကဲကဲဆိုတော့ကျွန်တော်တို့အချိန်နေဆွဲမနေပဲね C2 မှာသွားကြည့်ရပါမယ် C1 မှာတော့ကျွန်တော်တို့ကြည့်ရတာပြင်းနေရပြီဗျာသိရမလားအဲ့တော့ C2 ကိုကျွန်တော်တို့ပြန်သွားကြမယ်ဟုတ်မှာကျွန်တော်တို့မြင်နေရတယ်ကဲအဲ့တော့ကျွန်တော်တို့ရဲ့ဒီ what ဟိုး line လက်နေပြီကဲဆိုတော့ကျွန်တော်တို့ရဲ့ဒီဒီနဲ့ပဲကျွန်တော်လစ်ပါမယ် ဟွာ creation ဒီမှာကျွန်တော်တို့ရဲ့ fair fruit ခရောင်ကြီးအရန်မိုက်တယ်ကွာဆိုတော့ဒီမှာ fair fruit လည်းပုံစံပြောင်းသွားတယ်တော်တော်လေးကိုမိုက်ပါတယ်ကဲဆိုတော့ကျွန်တော်တို့ c2 တော့ရောက်ပြီဟိုဘက်ကအိမ်ဝင်သွားမှာထင်တယ် robot ဝယ်ပြီးကျင်းနေဆိုရင်တော့ kstdd shop ရှိပါတယ်ဒီဆိုင်မှာဆိုရင်တော့ robot တွေကိုဒီလိုမြန်မာနိုင်ငံမှာအတန်ဆုံးဈေးနှုန်းနဲ့ဝယ်ရရှိနိုင်တဲ့အပြင်ဘလော့ဘူးဆော့တဲ့ဗရသားတွေအတွက်လည်း leo bag ဤ ော့ယူဝေးခန်းကောက်တင်နဲ့ Vivo Fugia အောက်မျိုးစုံဝယ်ရရှိနိုင်ပါတယ်။ဒါအပြင်ဘလော့ဘူတွေကဂိမ်းပတ်တွေပါမင်းနဲ့ဖရုတွေကိုလည်းဒီလိုအတန်ဆုံးဈေးနှုန်းနဲ့ရောင်းချပေးနေတာဖြစ်တဲ့အတွက်ဝယ်ယူခြင်းနဲ့ဆိုရင်တော့ Telegram နဲ့ Facebook မှာကျွန်တော်ပြထားသလိုရိုက်ရှာလိုက်ပါ။တုံ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  Yes yes yeah ရောက်ပြီကျွန်တော် C2 လက်မယ် C2 လက်မယ်ဟဲ့ ကဲဆိုတော့ကျွန်တော်တို့ C2 ကိုလစ်လိုက်ကြပါမယ်။ဘာလို့လဲဆိုတော့ C2 မှာတွတ်ကျွဲတာကိုကောင်းနေပြီ။အတိလားအထိတ်လာပြီဆိုတော့ကျွန်တော်ကတော့အခုဒီနေ့ဗီဒီယိုမှာ Gravity ဖူစားပြမှာပါ။အာ update ကတော့၃လုံးလာတယ်ဗျာဗီဒီယိုကျွန်တော်၃မုတ်တင်ပေးမယ် gravity ဘူးအရင်စားပြမယ်နောက်ထပ်ဗီဒီယိုမှာတော့ကျွန်တော်တို့ update လာတဲ့ berry fruit စားပြမယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့ falcon fruit ကိုစားပြပါမယ်ခင်ဗျာကဲဆိုတော့ဒီနေ့ကတော့ကျွန်တော်တို့ second seed သွားပြီးဒီမှာရောက်ပြီဗျာ second seed မှာကျွန်တော်တို့ ဒီနေ့ကတော့ second C မှာကျွန်တော်တို့ gravity reward လာတဲ့ carbon gravity food ကိုစားပြောင်းมาဖြစ်ပါတယ်။ကဲဆိုတော့ကျွန်တော်ဒီမှာ second C ကိုရောက်လာပါပြီ။ကဲအားလုံးတွေ့တဲ့အချိန်ကျွန်တော်တို့ second C မှာအာနည်းနည်းတော့မှောင်နေရပါတော့ second C မှာကဲဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီနေ့စားရမှာဖြစ်ပါတယ်။ Let's go let's go let's go ကွာရမ်းကြတယ်ကစားခြင်းနေပြီ။ရမ်းကြနေတယ်လို့ပဲခုံလိုက်ခုံလိုက် ရမ်းကြရရမ်းကြရမင်းရမ်းကြရတယ်။ကဲဆိုတော့ကျွန်တော်တို့ရဲ့ gravity fruit ကြီးကိုကျွန်တော်တို့ဒီမှာထုတ်ကြည့်ပါမယ်ခင်ဗျာ။အားဟဲ့အောင်ပဲရော။အော်ဒီမှာ gravity yes ဆိုတော့ဒီနေ့ကျွန်တော်တို့ gravity fruit ကြီးကိုစားပြန်ပါဖြစ်ပါတယ်။ကဲဆိုတော့ကျွန်တော်တို့အပြင်ထွက်လို့မဖြစ်ဘူးချော်အောင်မယ်။ဟဲ့အောင်ပါဘယ်ရီယာစားရတဲ့ကောင်တွေတောင်းကျန်းနေကြပြီပဲ။ကျွန်တော်တို့ရင်ရောက်နေကြအကျန်းဒီကောင်တွေ။ ကဲဆိုတော့ကျွန်တော်တို့ဘယ်ဒီယာဖရုကြီးကိုဟောပါဘူးဘယ်ဒီယာဖရုတဲ့ကော်ရာဗတီကိုကျွန်တော်ကတော့စားပြောင်းမှာဖြစ်ပါတယ်ဘယ်ဒီယာတော့ကျွန်တော်နောက်မှစားမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ property ကလေစားကန်ဒီမှာโอเคဆိုတော့ကျွန်တော်တို့ဒီနေ့ property ဤမှာပဲဖြစ်ပါတယ်1 2 3ဘာမှစဉ်းစားမနေပဲကျွန်တော်တို့ဤလိုက်ပါပြီ Oh my god Yes Yeah yeah ဒီမှာ gravity flow ကိုကြည့်ရအောင် စကေးတွေကုန်ပြောင်းလဲသွားတာပဲ okay okay ဆိုတော့စကေးတွေအားလုံးကတော့ကျွန်တော်တို့ထွေထွေတူတူဖွင့်နေရမလို့တော့ဗျာဒီမှာကြည့်လိုက်ဇက်စကေး oh လမ်းထွက်နေရပဲပြောဒီကိုပြစ်ထုတ်ပလိုက်ဟာဒီမှာအေးစကေးဟဲ့မိုက်လိုက်လားမိုက်လိုက်လားကျွန်တော်ဒီကိုပြစ်ထုတ်ကြည့်အောင်အေးစကေးလေးကဘာမှလည်းမဟုတ်သူလိုပဲเนาะဒါဆိုစီစကေးသုံးကြည့်အောင် โอ้ดันเมดิฮัชโชเฮ้ยไอ้กราเบอร์ดิฟูซ้าပြီးတော့ငါ့ဟိုဟာတွေไล่လောက်နေငါ့ဘီဘီဘီတွေလာချရနေကဲဆိုတော့ခုနကျွန်တော်တုံးလိုက်တာဝီစကေးလားမသိဘူးဝီစကေးပြန်တုံးကြည့်မယ်ဒါဒါကတော့စီစကေးဒါစီစကေးပြသေးလားဗာဒီတော့လှမ်းပြစ်လို့ရတာโอ้ဖေးအောင်ยีဒီမှာ first tree ပေါ်ပြီဟာဟုတ်ပြီဟုတ်ပြီဆိုတော့ first tree တခါမှမရဘူးဆိုတော့ first tree လေးပါလေးတော့တတ်လိုက်အောင် App Scale နဲ့ပြန်လို့ရတယ်ထင်တယ်။ Yeah. ဟာ။ရအောင်ရမ်းပိုက်တယ်။တော်တော်လေးကိုမိုက်ထဲမှာကြီးစီးရတာကြီးရ။လန့်ထွက်နေရပဲ။လန့်ထွက်နေတာပဲ။ Oh my god. ဟာရအောင်ဘာလို့အလုံးမတူတာလဲ။ Gravity အတူတူဟိုကောင်နဲ့ကောင်နဲ့အလုံးမတူဘူးပါ။ဘာလို့ဖြစ်တာလဲ။ What? မသိတဲ့ Gravity မှာဟိုကပါလာလားမသိဘူး။ Gravity ဟိုကလောက်ကောင်မှာလား။ ဟဲ့ဟိုဘယ်ဒီယာနဲ့ကာထားတော့ဝင်လို့တော့မရဘူးကွာဘယ်ဒီယာယူစားတွေအချင်းရောက်ချက်ကကန်းကုန်တယ် Oh my god oh my god ဇက် Okay okay ဒါမီတော့ပေးထားနိုင်ဒါမီတော့ပေးထားနိုင်နေဟဒါမီတော့ပေးထားနိုင်နေဟ Okay ဒီတိုင်းတောက်လျှောက်လေးပေးထားနိုင်တော့ရှယ်ပဲ Okay 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 ်ဖျော်ရေး double နဲ့ပဲခုတ်ပလိတော့မယ်ကွာ no ဘာမှမရလိမ့်ဘူး no ဆိုဘာမှမရလိမ့်ဘူးကျွန်တော်တို့စကင်းတွေသွားပြီးတော့ပြန်ဆန်းကြည့်ကြပါမယ်ဆိုတော့ gravity ကကျွန်တော်တို့ဟိုဟာပအောင်မဲ့ထင်တယ်ဘူဒီဘာမှာကျွန်တော်တို့တရား awaken လောက်ကမယ်ထင်တယ်အဲ့တော့ဒီမှာ z scale ဒါ z scale ပဲဖြစ်ပါတယ်မမှတ်ရပါဘူးဒါတော့ h scale ပေါ့နော်ကျွန်တော်တို့ဒီမှာအာ damage တွေတော့ထိပါတယ်ညော့ပြစ်လိုက်လို့လည်းရတယ်ပြီးရင် c scale ကတော့ကျွန်တော်တို့ဒီမှာ my god အဲ့ဒါတော့ sea scale ပေါ့နော်ကျွန်တော်တို့နောက်ထပ် buoy scale ရှိပါသေးတယ်ဒါကတော့ buoy scale ပါကျွန်တော်တို့ဒီမှာပြစ်လိုက်ပြီဆိုတာ ਨੇ မိုးပေါ်ကိုထောင်တောက်သွားပြီးတော့အိုး what buoy scale ရဆောင်းရမိုက်တယ်ဟာ app scale ရောဒါမဲ့ app scale ကကျွန်တော်ကျတော့ဒီအစိမ်းအောင်တော်ရင်ဖြစ်နေရယ်ဘာဖြစ်လို့လဲမသိဘူးကျွန်တော်ကြမှာအစိမ်းအောင်တော်ဖြစ်နေရယ် what the fuck ရနေဇက်စကေးလမ်းသုံးလို့ရတယ်ကွာယော့ pin ace okay 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 ဓာတ်မြောက်တောက်လျှောက်တည်တယ် yeah ဆောင်းရမ်းမိုက်ပါရဲ့မိုက်မိုက်မိုက်တယ်ဆိုတာထက်တော့ပိုပါသေးရဲ့ oh shit ဒီမှာရေဒီမှာရေဒါမဲ့ဒီမှာကျွန်တော်ပြန်စင်းညင် app ကိုနှိပ်အပြစ်ချပလိုက်တာဆောင်းရမ်းနေမိုက်ပါတယ်ဆိုတော့ gravity fruit ကတော့တော်တော်မိုက်ပါတယ်တော်တော်မိုက်ပါဟုတ် အမွမ်းပါလာလားဟုတ်တယ် yes gravity အမွမ်းပါတယ်ကွာဟိုဒါဆို gravity ကတော်တော်လေးကိုခူးပြောင်းသွားပဲအမွမ်းနေပါလာတယ်ဗျာလန်ထွက်နေရပဲဒီမှာကြည့်ရော gravity မှာအမွမ်းပါတယ်လေအခုနောက်ပိုင်းလေရုံးတတိထားမိလာတော့မသိဘူး reward လောက်တဲ့ fruit တော်တော်များများအမွမ်းပါလာတယ်သိလားโอ้ยไม่ได้ล่ะ အဲ့ငါပြစ်တာလားဘယ်ဟာကောင်ပြစ်တာလဲငါပြစ်တာထင်တယ်နှစ်ချက်သုံးချက်ဟုတ်တယ်ဟာရဟိုကောင်တွေမိုက်နေရွာဟောလေဝီစကီသုံးကြီးအောင်အိုး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 မိုက်ဂေါမိုက်လိုက်လားကျဆိုတော့ကျွန်တော် gravity flu ကိုကျွန်တော်စားကြည့်ရတဲ့လောက်ကတော့တော်တော်လေးမိုက်ပါတယ်ပြီးတော့ gravity flu မှာကျွန်တော်တေချာသွားပြန်ကြည့်မယ်ပေါ့နော်တောင်းပါ ကျွန်တော်စိတ်ထင်ဟိုဟာတွေပါလာနိုင်သေးတယ် gravity food ကိုလေကျွန်တော်တို့ဒီပါလဲအဝေးခန့်လေ gravity food အဝေးခန့်ပါလာနိုင်ပါတယ်ကဲဆိုတော့မိုက်ပါတယ်အခု update မှာတော်တော်လေးကိုကြိုက်ပါတယ်ကဲဆိုတော့ဒီမှာကြည့်ဗျာအာကျွန်တော်ကဒီမှာ creation fruit ဆိုတဲ့ berry fruit နှလုံးရှိသေးတယ်ပြီးတော့ကျွန်တော်တို့ ဟုတ်ပြီးတော့ကျွန်တော်တို့ဒီမှာအာ Falcon Fruit ပေါ့နော် Falcon Fruit ဆိုတော့ Eagle Fruit တစ်လုံးရှိပါတယ်ဆိုတော့နောက်ဗီဒီယိုကျွန်တော်နှစ်ပုတ်မှာဒီ fruit နှလုံးကိုတစ်လုံးချင်းနေတော့တစ်ပုတ်ချင်းနေစားပြပါမယ်ဒီနေ့ဗီဒီယိုမှာကျွန်တော်စားပြခဲ့တာတော့ Gravity Fruit ပါဆိုတော့ Gravity Fruit ကိုကျွန်တော်နောက်ဆုံးအနေနဲ့ scale လေးတွေတုံးပြီးတစ်ခေါက်လုံးချုံလိုက်အောင်ဆိုတော့ Gravity Fruit ရဲ့ age scale ရော့ဟိုးပြီးတော့ up scale နဲ့ကျွန်တော်စီးထားတယ်ချက်တော့ဘလို့ဖြစ်ရင်ရတာလည်းမသိဘူးကွာဒီမှာကျွန်တော် အဲဒါဆိုသူကအဝေးကမ်းမရှိဘူးကျွန်တော်ဒီမှာစီးရတာမိုက်တယ်မိုက်တယ်တို့လားကျွန်တော်ဒီတိုင်းလိုက်သုံးနေလို့ရတယ်ဒါကြီးစီးပြီးတော့ငါကြည့်လိုက်ဟိုးကြီးတော်တော်လေးကိုမိုက်တာပဲပြင်ကျွန်တော်ဒီမှာအပေါ်လည်းတက်လို့ရတယ်ဒါကြီးစီးပြီးလိုက်သွားနေလို့ရပါတယ်ဟိုမှာသူများရေလည်းစီးပြီးလိုက်သွားနေတာတော်တော်လေးကိုမိုက်တယ်အဲ့တော့ gravity gravity user ID ဒီထဲမှာတော်တော်များလာပဲပြီးတော့ဒီမှာ xk ပြင်ကျွန်တော် c scale ကိုဒီမှာသုံးပလိုက်မယ်အိုး လန်ထွက်နေရပဲပြီးရင်ကျွန်တော်တို့ဒီမှာဒါတော့ VSK ပဲဖြစ်ပါတယ်ဟိုးကောင်းကင်မှာမှအလုံးကျလာတာဗျာတော်တော်ယူမိုက်တယ်အိုးဖေအဲ့လုံးကျလာရင်ကျွန်တော်တို့ကဒီဘောကနေပြုတ်ကြပါပါဗျာအဲ့တော့ကျွန်တော်တို့ဒီမှာပြန်စီးရမယ်ပြန်စီးရမယ်ဟာစီးလို့တော့မရတော့ဘူးโอเคဆိုတော့ကျွန်တော်တို့ဒီ gravity ကလေအာကျွန်တော်ခုနဆန်းပြရတဲ့အထဲမှာ scale တွေပါတယ်ပြီးတော့ကျွန်တော် m1 တွေဆန်းပြရတယ်ကျွန်တော်ခုနဆန်းပြရတဲ့ m1 ဆိုဒီပါဗျာ ဒါလေးပဲတကယ်တော့အန်ပွားကအဲ့လိုမျိုးတခုတည်းမဟုတ်ဘူးကျွန်တော်တို့ဒီအော်ဗောနော်ဖုန်းမှာဆိုရင်တော့လက်နဲ့ဆွဲရတယ်အဲကျွန်တော်ဒီမှာဆိုရင်တော့မောင်းနေဗောနော်ကျွန်တော်ဒီမှာသုံးပြမယ်ဗျာအန်ပွားကိုကျွန်တော်တို့ဒီလိုဒီလိုအတန်းလေးဆွဲလိုက်မယ်ဆိုရင်အဲအမအဲ့လိုပုံစံမျိုးဖြစ်တယ်ဗျာပြီးတော့အာဒါကတ်လန်ဆွဲတာပေါ့နော်ကတ်လန်ဆွဲရင်ကျွန်တော်တို့ဒီလိုဖြစ်တယ်အာပြီးတော့ဒီလိုအပေါ်ကနေပြီးတော့ဒီအောက်ကိုဆွဲချမယ်ဆိုရင်ကျွန်တော်တို့အမ gravity အဲ့လိုပေါ့ပြောအောက်ကပြန်လိုမျိုးကျတာရှိတယ် ဲ့တော့ M1 နေမယ်ကျွန်တော်တို့3ခုလောက်တုံးလို့ရတယ်ဒီလိုဆိုရင်ဒီလိုကြည့်ရတယ်ပြီးရင်ဒီပါဗျာကျွန်တော်ဒီမှာ MPC တကောင်တုံးပြမယ်ကျွန်တော်တို့ဒီလိုကောက်ဆွဲနေလို့ရှိရင်အကောင်လုံးဝဟိုဘက်ကိုလွှင့်ထောင်ပါတယ်ပြီးတော့အကောင်လိုက်လိုက်ရင်အဲအဲ့လိုမျိုးချလိုက်လို့ရတယ်ပြီးရင်ကျွန်တော်တို့ဒီအိုင်ဒီလိုဆွဲထုတ်ပလေးလို့လည်းရတယ်အဲ့တော့အာဒီကောင် M1 နဲ့နေတော်တော်လေးကိုမိုက်နေပြီပြီးတော့ကျွန်တော်တို့ကတော့ကျွန်တော်နောက်ထပ်အခုမှဆော့ဆော့တာဆိုတော့မတိသေးတာလည်းရှိသေးတယ်ဒါမှဆိုကျွန်တော်တို့ gravity အလုံးကြီးချလာမယ်ဗျာအဲပြီးရင်ကျွန်တော်တို့ဒီမှာ app သုံးလိုက်မယ် အပ်သုံးလိုက်အပ်က shooting star ဖြစ်သွားပြီဗျကျွန်တော်တို့စောစောကအပ်သုံးတော့ကြတော့အပ်က shooting star မဟုတ်ဘူးအဲကျွန်တော်လေးပေါ်ပြန်တဲ့ဟာပြီးတော့အခုလောလောဆယ်တော့ကျွန်တော်ဒီမှာ shooting star ပဲဖြစ်နေရဲ့လုံးဝတွေ့လားကျွန်တော်ပြစ်တာကြီးပဲဖြစ်နေရဲ့အရင်ကကျွန်တော်ခုနသုံးပြခဲ့တော့ဆိုရင်ကျွန်တော်တို့တွေဒီ app ကလေးပေါ်ပြန်လို့ရတဲ့ဟာဗျအဲ့တော့ဘယ်လိုဖြစ်တာလဲတော့မသိဘူးကျွန်တော်ဒီမှာ app ထပ်သုံးကြည့်မယ်တွေ့လား အပ်ကပြစ်တာကြီးပဲဖြစ်နေတယ်အဲ့ဒါဘာကြောင့်လဲတော့ကျွန်တော်မသိဘူးနောက်မှပဲဒါတွေကိုကျွန်တော်တစ်ချက်ပြန်လေ့လာပြီးတော့တင်ပေးမယ်အခုလောလောဆယ်တော့ကျွန်တော်ဒီနေ့ gravity စားပြခဲ့တယ်ပြီးတော့သူ့ရဲ့ m1 အကြောင်းနေကျွန်တော်ဒီမှာပေါ့နော် m1 ဆိုရင်ကျွန်တော်ဒီမှာဒီလိုသုံးလို့ရမယ်ဒီလိုအပေါ်ကနေအောက်ကိုဆွဲချလို့ရမယ်โอเคပြီးရင်ကျွန်တော်ဒီလိုတစ်ချက်ကင်ပေါက်လို့ရမယ်အဲ့တော့ M1 ပေါ့เนาะပြီးရင် Z scale အနေနဲ့ကတော့ကျွန်တော်တို့အာဒီမှာပေါ့เนาะဒီလိုပုံစံမျိုးအဲအုံးဆိုပြီးတော့ပွင့်ထွက်သွားတဲ့ပုံစံမျိုးအဲ့ဒါ Z scale ပါပြီးတော့ A scale အနေနဲ့ level တရား scale ကကျွန်တော်တို့ဒီမှာ ဒါပဲဗျာအထွေထွေထူးထူးတော့မရှိဘူးဒီလို enemy ရှိတဲ့ဘက်ကိုကျွန်တော် light ချိန်ပြီးတော့ဒီအလုံးလေးတွေတွားပြီးတော့တိုက်တဲ့ပုံစံမျိုးမိုက်ပါတယ်အာပြီးတော့ကျွန်တော်တို့စီစကေးအနေနဲ့ကတော့ဒီမှာဗျာဒီလိုကျွန်တော်တို့ကောက်ပစ်လိုက်မယ်ဆိုရင်အကောင်ကအာအနားမှာရှိတဲ့ enemy တွေပါတယ်အကုန်လုံးကိုဆွဲပြီးတော့တင်ရွာတယ်ပြီးတော့ bui skill ကတော့ကျွန်တော်အကြိုက်ဆုံးပေါ့နော်ဒီမှာကြည့်လိုက်လုံးဝဗျာကျွန်တော်အလုံးပြုတ်ချလာတာမကြည့်လဲအောင်အိုး ဓာမ်းမြေကလည်းတော်တော်လေးကိုပြင်းနေဒါတော့ကျွန်တော် fruit မှာ step မတင်သားသေးလို့ဓာမ်းမြေဒီလောက်ပဲရှိတာပြီးတော့ကို့နောက် enemy လာရင်လည်းအဝေးကိုတွန်းထုတ်လိုက်လို့ရတယ် m1 နဲ့ဒီမှာကြည့်လိုက်ဗျာဒီလိုပုံစံမျိုးအဲဒီမှာတုံးထုတ်ပလဲလို့ရတယ်ဗျာတိလာကိုနောင်ကိုအဲ့လိုလာမှာပူစရာမလိုတော့ဘူးပြီးရင်ဒီမှာအနာရောက်ခဏကြီးကြရင်လည်းအပေါ်ကနေဒီလို gravity တုံးဆွဲချလိုက်လို့ရတယ်အဲ့တော့တော်တော်လေးကိုမိုက်ပါတယ်ပြီးတော့ကျွန်တော် app skill ကတော့အခုလောလောဆယ်ကျွန်တော် shooting star ဆိုပြီးပြောင်းနေရယ်ပေါ့နော်ကျွန်တော်ခုနကဆော့တော့ကကြတော့ လေးပေါ်ပြန်တဲ့ဟာဒါလည်းသူ့အခွင့်နဲ့သူတော့ရှိမယ်ထင်တယ်။ဒါတွေကိုအသေးစိတ်ကိုတော့ကျွန်တော်နောက်နေ့မှရဗီဒီယိုထပ်ပြီးတော့လုပ်ပေးမယ်။ဒီနေ့ကတော့ကျွန်တော် fruit ကိုစားပြခဲ့တယ်။ fruit ပုံစံကြီးလည်းဘလို့အားလုံးမြင်လိုက်မယ်ထင်ပါတယ်။ကဲဆိုတော့ဒီဘော့ကိုကျွန်တော်တစ်ချက်လောက်ကျုံးကြည့်အောင်။ရောဒီမှာအပေါ်ကနေအောက်ကိုအဲဒီမှာဒီအပေါ်ကနေကျွန်တော် no 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 ဒီလိုဒီလိုဒီလိုအောက်ကိုဒီလိုဆွဲလိုက်မယ်ဆိုရင် yes gravity တုံးကြတာတော်တော်လေးကိုမိုက်တယ်ပြီးရင်ဒီမှာ hk okay ပြီးရင်ကျွန်တော်တို့ဒီမှာ c အာစီသုံးပြီးပြီဆိုတော့ဒီမှာဘွီဗျာဘွီစကေးနဲ့ဒီကောင်းအောင်သုံးချလိုက်မယ်ဆိုရင်ဒီကောင်းချီကို gravity လုံးဝပြန်ကြလာတယ်။အိုးရော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 လန်ထွက်နေရပဲပြီးရင်ကျွန်တော်တို့ဒီမှာဘွီစကေးသုံးပြီးပြီဆိုရင် app စကေးအိုးဟိုးမိုက်လိုက်တာတော်တော်လေးကိုမိုက်တယ်လို့ပြောလို့ရပါတယ်ဒီမှာကြည့်အောင်ပြီးရင်ကျွန်တော်တို့ဒီဟာကတော့ဒီတိုင်းပဲဗျာဘာမှထွေထွေထူးထူးတော့မရှိဘူး app scale တွေတော့ quiz scale တွေတော့တော့လုံးဝဆုပ်ချက်ခန့်နေရမယ်တုံးတာတော့ကျွန်တော်အကုန်6တော့တုံးတာပါနော်ဟုတ်တယ်ဖတ်နောက်ဆုံးတော့လည်းကျွန်တော်ရှင်းရပါတယ်ကဲဆိုတော့အားလုံးပဲတွေ့ခဲ့တဲ့အချိန်မှာကျွန်တော်ဒီနေ့ gravity fruit အာ review ကတော့တော်တော်လေးကိုမိုက်ပါတယ်အားလုံးပဲ gravity fruit ရှိတယ်ဆိုရင်တော့အခုပဲ gain နဲ့ဝင်ပြီးတော့တွားပြီးတော့စားကြည့်လိုက်ကြပါဦးခင်ဗျာအဲ့တော့အာဒီနေ့ကတော့ဒီလောက်ပါပဲနောက်ထပ် video တွေမှာပြန်တွေ့မယ် berry fruit နဲ့ falcon fruit ကိုစားပြတဲ့ video လေးလည်းကျွန်တော်ထပ်တင်ပေးပါအောင်မယ်အားလုံးဖတ်ပါ